တို့တို့မော်တော်ရောက်နေတာအဲ့တော့ဆင်းသွေးကြွားတွေရဲ့အလောင်းတွေအဲ့မှာချင်းနှင်းမြစ်ရှိတယ်မင်းတို့ရဲ့အလောင်းတွေချင်းနှင်းမြစ်တွေကိုမျောပါအလောင်းမင်းတို့ကမျောမယ်အုပ်စုကမျောမယ်ဒီမှာချင်းနှင်းမြစ်မင်းတို့ရဲ့အလောင်းတွေချင်းနှင်းမြစ်တွေကိုမျောပါဟိုမှာချင်းနှင်းမြစ်အေးမင်းတို့ရဲ့အလောင်းတွေအဲ့ဒီမှာပုံနေစေရမယ်မင်းတို့ရဲ့အလောင်းတွေတရားစာကျွေးမယ်တင်းကြီးစာကျွေးမယ်ပြီးရင်နောက်တစ်ခုကခွေးစာကျွေးမယ်ဘုံဘုံအင်းတို့မုံရောင်ရောက်နေပါတယ်နော် ပြီးရင်အောက်လန်းကနေပြန်มาပါ PDF ဒီမင်းတို့ငါလာနှုတ်ဆက်အောင်မယ်နော်မင်းတို့ PDF ဒီအမြန်လင်းဝင်တော့နော်မင်းတို့နောင်တရတော့မင်းတို့လက်တံမင်းတို့ဒီကအတိုင်းဘုရားလက်တံပြောင်းနေမင်းတို့ဂိန်းလက်လက်ရှိရောက်နေတာကဒါမုံရွာမြို့ကန့်သားရပါအဲ့တော့ကန့်သားဆိုရင်ဒီမုံရွာသူမုံရွာသားတွေရောဒီစကိုင်းတိုင်းဒေသကြီးမှာနေထိုင်နေတဲ့သူတွေအားလုံးသိပါတယ်ဒါကန့်သားရပါ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ် lobby တတိုင်းမုံရွာနာမခမှာရောက်ရှိနေတဲ့ရုပ်တံတွေနဲ့အတူဒီပဲရင်နယ်စာတင်ကျောင်းကိုစစ်အုပ်စုဘုံကျဲတပ်လို့ကျောင်းသားကျောင်းသူအများပြားတည်ဆုံသွားတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးချင်ပါတယ်။စကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုးထိန်တွင်ရွာစာတင်ကျောင်းကိုစစ်အုပ်စုကဒီမနက်ပိုင်းကလေးငယ်တွေစာတင်နေချိန်ဘုံကျဲတိုက်ခိုက်လို့အသေးပြောက်များတယ်လို့ဒီပဲရင်မြို့နယ်ဒေသခံတချို့ကပြောပါတယ်။ အထီးခိုက်တော်တော်များတယ်လို့ပြောတယ်။ဆရာဝန်တွေမနိုင်မဲဖြစ်နေတာလို့ပြောနေတယ်။အတော်များမဲ့ပုံပေါက်တယ်။စာတင်နေတဲ့အချိန်ဆိုတော့လူဒေတာခန်တူကပြောပါတယ်။စစ်အုပ်စုကအိုထိန်တွင်းရွာစာတင်ကြောင်းကိုခလေးငယ်တွေစာတင်နေချိန်မနက်10နာရီဝန်းကျင်လောက်ကဘုံကျဲတိုက်ခိုက်သွားတာဖြစ်တယ်လို့ဆိုပါတယ်။ဘုံကျဲတိုက်ခံရမှုနဲ့ပတ်သက်တေဆုံးထိခိုက်များနိုင်တယ်လို့တာတိယသေးပြီးအသေးစိတ်အခြေအနေကိုတော့မသိရသေးဘူးလို့ဒေတာခန်သတင်းရင်းမြစ်ကပြောပါတယ်။မင်္ဂလာပါဗျာ။လက်ရှိရောက်နေတဲ့နေရာက ဒီမုံရွာရာကြီးကလေးဝလမ်းပိုင်းအဲ့ဒါကျွန်တော်တို့ဒီချင်းနဲ့တရားမုံရွာရောက်နေတာပါဗျာပြီးတော့ကျွန်တော်ဟိုဘက်ထိဆက်သွားအောင်ပါဆက်သွားမယ်ပြီးတော့ကျွန်တော်မုံရွာမြို့အခြေအနေကိုကျွန်တော်ဆက်ပြီးကြည့်မယ်ဒါကျွန်တော်တို့မုံရွာရောက်နေတာအဲ့တော့စေသွေးကြွားတွေရဲ့အလောင်းနေအဲ့မှာချင်းနှင်းမြစ်ရှိတယ်မင်းတို့ရဲ့အလောင်းနေချင်းနှင်းမြစ်တော့မျောပါအလောင်းမင်းတော့မျောမယ်အုပ်စုကမျောမယ်ဒီမှာချင်းနှင်းမြစ်မင်းတို့ရဲ့အလောင်းနေချင်းနှင်းမြစ်တော့မျောပါဟိုဘက်မှာချင်းနှင်းမြစ်အေးမင်းတို့ရဲ့အလောင်းနေအဲ့ဒီမှာပုံနေစေရမယ်မင်းတို့ရဲ့အလောင်းတို့တရားစာကျွေးမယ်တင်ကြီးစာကျွေးမယ် ေးရောနောက်တစ်ခါခွေးစာကျွေးမယ်ကွာ၁၇ရက်9လ2025ကစုံလာပြင်းနေမှာဒီမှာမုံရွာချင်းတွင်ချင်းတွင်တားမှာเนาะကျွန်တော်ဇော်ဘုံရဲ့ရောက်ရှိနေပါတယ်ခင်ဗျာเนาะမုံရွာမြို့ကအေးဆေးပါပဲเนาะဒီကနမကတိုင်းမူကြီးတိုင်းမူကြီးဘောနောအစီအမံနေနဲ့ မော်ရွာမြို့ကအေဂျင့်နေတယ်ဆိုတဲ့အကြောင်းကိုပြကြင်တာကျွန်တော်တို့လို့တကယ်တိုင်းကြည့်ပြီးသည့်စပီကာတယောက်တော်မှဒီလိုနေရာမျိုးလာလို့ရတယ်ဆိုတော့ဒါမော်ရွာမြို့နမခတိုင်းမူကြီးရဲ့လက်အောက်မှာရှိတဲ့တပည့်သားသမီးတွေရောအားလုံးကတက်ညီလက်ညီနဲ့မော်ရွာမြို့အေဂျင့်အောင်လှုပ်ဆောင်နေလို့ဒီလိုအေးချမ်းချမ်းနဲ့သွားလို့လာလို့နေလို့ထိုင်လို့ရတာပေါ့ဗျာနော်ဇော်ဘုံအင်းတို့မုံရွာကိုရောက်နေပါတယ်နော် ပြင်အောက်လန်းကနေပြန်มาပါ PDF ကြီးမင်းတို့ငါလာနှုတ်ဆက်အောင်မယ်ရန်လာတဲ့ချင်းတွင်မြင့်ရန်လာတဲ့မုံသားချင်းတွင်တရားကြီးเนาะမင်းတို့ PDF ကြီးအမြန်လင်းဝင်တော့เนาะမင်းတို့နောင်တရတော့မင်းတို့လက်တံမင်းတို့ဒီကတိုင်းဘုကလက်တံပြောင်းနေမင်းတို့ဂိန်နိုင်မယ်เนาะအဲကျွန်တော်လက်ရှိရောက်နေတာကဒါမုံရွာမြို့ကန့်တာရပါအဲ့တော့ကန့်တာဆိုရင်ဒီမုံရွာသူမုံရွာသားတွေရော ဒီစကိုင်းတိုင်းဒေသကြီးမှာနေထိုင်နေတဲ့သူတွေအားလုံးသိပါတယ်ဒါကန့်သားရပါရခင်ကကျွန်တော်တို့ဒီညမှာတရားမှန်တဲ့ဒီအကြီးအကျယ်လောက်ခဲ့တဲ့နေရာပါအဲ့တော့ကျွန်တော်တို့ဒီ live ကျွန်တော်တို့ဒီသတင်းစာမျက်နှာတွေမှာတွေ့နေရတာကဒီမုံရွာမျိုးကြီးကဒီ၆ကပ်ပြီးတော့အဲ့အိမ်တွေကပိတ်ထားရတယ်ဗန်တွေကပိတ်တယ်ဈေးဥတွေကပိတ်တယ်ပေါ့ဗျာအကုန်လုံးလူတွေကပြည်သူလူထုကဒီကြောက်လန့်နေကြနေနေထိုင်နေရတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီပုံဖြတ်တာပေါ့ကျွန်တော်ဒီမုံရွာမျိုးကိုကျွန်တော်ပတ်ကြည့်လိုက်တယ်မုံရွာမျိုးရဲ့အခြေအနေက လူပြည်သူတွေအားလုံးကကျွန်တော်တို့သူတို့လုံနေကြအတိုင်းအကုန်လုံးလက်ပတ်နေတာကျွန်တော်ဒီမှာဆိုဒီဘန်တွေအားလုံးဖွင့်တယ်မုံရွာမှာခြေဆိုင်တဲ့ဘန်တွေအားလုံးဖွင့်တယ်ပြီးတော့ကျွန်တော်ဒီမှာဆေးုံဆေးကန်းတွေစာတင်ကျောင်းတွေတက္ကသိုလ်တွေအားလုံးဖွင့်တယ်ဘာတစ်ခုမှကျွန်တော်တို့ရက်ဆိုင်သွားတာမရှိဘူးအုပ်ချုပ်ရန်တွေမရဘူးပညာရေးရန်တွေမရဘူးကျန်းမာရေးရန်တွေမပြတ်မရဘူးတနည်းအားဖြင့်ဒီအစိုးရရဲ့ဒီဝန်ဆောင်မှုရန်တွေအားတွေဘာတစ်ခုမှမပြတ်ဘူးအားလုံးတော့ကျွန်တော်သွားနေကြတာပဲဘန်တွေလည်းဖွင့်နေပြာအခုကျွန်တော်ပတ်ကြည့်လိုက်တယ်စားတော့ဆိုင်တွေမှာဆိုတဲ့လူတွေအပြည့်ပဲအပြည့်ပဲအဲ့တော့ဒီမှာပြာကျွန်တော်တို့ရောက်နေတာကဲအခုကျွန်တော်စကိုင်းထဲမှာရှိတဲ့ PDF တွေဒီမှာငါရောက်နေတယ် မော်ရမြို့ရဲ့ကန်တာယာကန်တာယာအဲ့တော့ဒီ PDF ဒီရဲ့ညီကောင်ကတော့ဗျာနောက်ဆုံးရှင်းပါတယ် PDF ဒီရဲ့ညီကောင်ကတော့ကျွန်တော်တို့ဒီချင်းလွင့်မြေမှာချင်းလွင့်မြေမှာဒီကောင်တွေရဲ့အလောင်းတွေကကျွန်တော်တို့ခွေးသေးပုတ်တွေလို့ခွေးစာဖြစ်သွားမယ်ပြီးရင်ကျွန်တော်တို့ငါးစာဖြစ်မယ်ပြီးရင်ကျွန်တော်ဒင်ကြီးတို့လထားတို့အဲ့ဒီအခြေအနေနဲ့ပဲသူတို့အဆုံးသတ်မှာဖြစ်တယ်အဲ့တော့ဒီ PDF တွေရှိတဲ့နေရာနဲ့ခင်ဗျားတို့ပြောတယ်စစ်တပ်ပေါ့ဗျာစစ်တပ်ရှိတဲ့နေရာပြည်သူလူထုဘယ်မှာအေးချမ်းလဲဆိုတာပြည်သူလူကောင်းကောင်းသိတယ် ခင်ဗျာစစ်တပ်အုပ်ချုပ်တဲ့နေရာစစ်တပ်ရှိတဲ့ area မှာရှိတဲ့ပြည်သူတွေအားလုံးကစာတင်ရတယ်ခင်ဗျာဘုံကြီးကြောင်းသွားလို့ရတယ်တရားနာလို့ရတယ်ကြီးစီထူးလို့ရတယ်ဘသူဘသူမှကြောက်စရာမလိုဘူးတရားရုံးတွေရှိတယ်ဗျာနောက်ဆုံးခင်ဗျာမကျင်းတဲ့တရားရုံးရှိတယ်အဲ့တော့ခင်ဗျာတို့ PDF တွေရှိတဲ့နေရာမှာရှိတဲ့ပြည်သူတွေရဲ့ဘဝကအဲ့ဒီမှာကပြည်သူလူထုအားလုံးကခင်ဗျာစစ်သွေးကြွအုပ်စုတွေကဒီတော်ရင်ဥတွေကျင်သုံးတာသူတို့ရဲ့သူတို့ရဲ့ရန်တွေကကျွန်တော်တနက်နဲ့ပဲလက်ပတ်တာတနက်ပြောင်းနဲ့ပဲလက်ပတ်တာအဲ့တော့ ဒီစစ်သွေးကြွအုပ်စုတွေရှိရတဲ့မှာရှိပြည်သူလူတွေရဲ့ပြည်သူလူတို့ဘာအခွင့်အရေးရှိလဲဘာခွင့်မမျိုးခမစကိုင်းထဲမှာရှိလိုက်စီရီယန်လောက်သွားတဲ့စီရီယန်လောက်သွားတဲ့ကျွန်တော်ဝန်ထမ်းတွေမရင်းချင်းခံရတာလေအုပ်စုလိုက်မရင်းချင်းခံရတာတပ်ဖြတ်ခံရတာအများကြီးပဲအများကြီးပဲဒါကြောင့်ကျွန်တော်တို့ဒီစီရီယန်တွေအနေနဲ့လဲဒါကျွန်တော်တို့ဒီစကိုင်းတိုင်းကအစိုးရအဖွဲ့နဲ့ကျွန်တော်ချိတ်ဆက်ပြီးတော့လာပြီးတော့ဒီမှာလာပြီးခိုးလုံကြပါထို့အတူပါပဲကျွန်တော် PDF တွေအနေနဲ့လဲခမတို့ရဲ့ကြံရှိတဲ့ဘဝအချိန်တွေအသက်ရှင်မှု ူလိုသူလိုဖြတ်သန်းနိုင်ဖို့ဆိုရင်ခင်ဗျားတို့ဒီမှာလက်နက်နဲ့အလင်းဝင်းမှာလက်နက်မပိုင်လည်းပဲကျွန်တော်တို့လူပဲလည်းကျွန်တော်တို့အလင်းဝင်းလို့ရတယ်ခင်ဗျားတို့လုံနေတာကတိုင်းပြူပြူလုံအလုပ်တွေလုံနေတာလားတိုင်းဖြတ်ပြည်ဖြတ်အလုပ်တွေလုံနေလားဆိုတော့ခင်ဗျားတို့ကိုယ်တိုင်စဉ်းစားဖို့လိုပါတယ်အဲ့တော့ဒါကျွန်တော်တို့ကန်တာရာအပန်းညာနေပြီးတော့ကျွန်တော်တို့ဒါရိုက်ရိုက်ကူးနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြေဟိုဘက်ကိုဆက်သွားပါဦးအနောက်မြောက်တိုင်းစစ်တပ်နာချုပ်ပေါ့နော်တိုင်းမူကြီးဘူဂျိုကြီးရဲ့ဘူဂျိုကြီးဦးမြင့်မင်းထွေးရဲ့ရင်ဝင်အောက်မှာ အေးချမ်းသာယာလို့နေပါတယ်ဟုတ်ဆိုဘုန်းကြီးတို့ကန္တာဘုရားကိုရောက်နေတာပါရောက်နေတာပါနော်တိုင်းမူရဲ့အုတ်ချုပ်မှုအောင်နဲ့နော်အောက်ချီစစ်တီနော်အရာရှိယာကန်အကျက်စစ်တီတို့ပူးပေါင်းပြီးတော့မှ မုံရွာမြို့အနောက်မြောက်တန်းစစ်တပ်နှမ်းကျုပ်ရဲ့အေးချမ်းနဲ့အေးအဝါဒအောက်ကိုကျွန်တော်ဆိုဘုန်းကြီးရောက်ရှိလို့နေတာပါအဲ့ပြောတော့အပြစ်မထွက်ရဲဘူးဆိုဟမ် ။အာချင်မောင်းဝယ်သွားအောင်ချင်မောင်းအာချင်မောင်းသွားဝယ်မှာကျွန်တော်ကတော့ဒါအနောက်မြောက်တိုင်းဆက်တန်းကျုပ်ရဲ့တဦးဘုန်းကြီးကျောင်းမှာရောက်နေတာဖြစ်တယ်။ဒီညောင်မင်းရာဆိုရင်တော့ဖြင့်ရွှေလင်းအောင်ဆရာတော်ဘုရားကြီးကဒီညောင်မင်းကြီးကိုဘောနော် ဖျားပွင့်တော်မူတဲ့ညောင်ဘီးနဲ့ညီနောင်ဖြစ်နိုင်တယ်လို့မိတ်ကြားခဲ့ဘူးတဲ့ဒီညောင်ဘီးရဲ့လုံးဘက်က80နှစ်မှ2ပီရှိတယ်ပေါ့နော်82ပီရှိတယ်ဒါကအနောက်မြောက်တိုင်းစစ်တမ်းကျုပ်ထဲကကျွန်တော်တို့တက်မိသားစုရဲ့ကစုံညောင်ရီသွန်းပွဲဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ဒီထဲမှာဖျားပွင့်တဲ့ညောင်ဖျားပွင့်တဲ့ညောင်ဘီးနဲ့ညီနောင်ဖြစ်နိုင်တယ်ဆိုတာဘာကြောင့်ပြောလဲဆိုတော့ဒီမှာကမပွင့်နိုင်တာကတော့ဒါကလူသူ၄ပါးပေါ့နော် ဟိုလာလို့မရဘူးတက်ထဲမှာဆိုတော့အစည်းကမ်းတွေတားမြစ်ချက်တွေတတ်မှတ်ချက်တွေရှိရပေါ့နော်အဲအဲ့ဒီအတွက်နဲ့ဒီရွှေလင်းဝန်ဆရာတော်ကဒီညောင်မင်းကိုဟိုပါပေါ့နော်ဘုရားဂေါရမမြတ်စွာဘုရားပွင့်တော်မူတဲ့ညောင်မင်းနဲ့ညီနောင် ဖြစ်နိုင်လွဲလို့မှတ်ချက်ပြီးရတာဖြစ်တယ်ဒီမှာတွေ့ရမှာတော့ဒီဘက်မှာတော့ဖရားပေါ့နော်ဒီဖရားတကူရန်ကြီးတယ်နော်တကူရန်ကြီးတဲ့ဖရားဖြစ်တယ်ကျွန်တော်တို့ကဒီနေ့ နော်မြော်တန်ဆရာနန်းကျိုးရဲ့အထဲမှာပေါ့နော်ကျွန်တော်ရဲ့ဒီမှာကိုကျော်စိုးဦးမတ်တဇင်ဦးလို့ ਨੇ ရောက်နေတာဖြစ်တယ်ပေါ့နော်အလူအလူလာတာဒီမှာပြည်အများဆုံးငင်းကြမှာဒီရှီတန်းရောက်နေတဲ့တက်မတော်သားတွေ BN နေပြင်ရှင်ပြီးတော့နောက်တန်းအမိသားစုတွေနဲ့အများဆုံးပြန်လည်ပေါင်းစပ်နိုင်ပါစေလို့မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်